Hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဆိုတော့ကျွန်တော်တို့ကဂျွန်လာ၂ရက်နေ့ရဲ့နောက်ဆုံးရထားတဲ့ Manchester United နဲ့ပတ်သက်တဲ့အပြောင်းရွှေ့တွေအကြောင်းကိုကျွန်တော်ဆွေးနွေးသွားပါမယ်ဒီထဲမှာတော့အသင်းနဲ့ပတ်သက်တဲ့အပြောင်းရွှေ့တွေအပြင်တခြားစိတ်ဝင်စားဖို့ကောင်းတဲ့အရာလေးတွေဘာတွေပါလာမလဲကျွန်တော်ကြည့်မယ်ပေါ့လေဒါအပြင်ကျွန်တော်တို့အနေနဲ့ comment လေးတွေမှာလည်းကျွန်တော်ဆွေးနွေးကြမယ်ပေါ့လေဆိုတော့မင်္ဂလာပါမင်္ဂလာပါမင်္ဂလာပါဆက်တပိုင်းမင်္ဂလာပါဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီအသင်းရဲ့အသင်းနဲ့ပတ်သက်တဲ့အပြောင်းရွှေ့ကိုကျွန်တော်ကြည့်ရင် Rasmus Højlund ပေါ့နော် တော့ Champions League မှာဒုတိယနေ့ဒါကျွန်တော်တို့နေရာပြီးခဲ့တယ်ပေါ့နော်ဒါ Inter Milan ကလာမယ့်ညဒီအပြောင်းအရွှေ့ဒီညဒီအပြောင်းအရွှေ့မှာ Manchester United ရဲ့တိုက်စစ်မှု Rasmus Hojlund ကိုဥစားပေးခေါ်ယူမှုပြစ်မှတ်ပြစ်သူတို့ကခေါ်ယူလို့နေတယ် Inter Milan ရဲ့ဘက်ကတော့သူတို့ရဲ့တတော်ကိုကောင်းတဲ့ယာတီတစ်ခုဆိုပြီးမဲ့လည်းလို့အောင်မြင်မှုနဲ့ပြတ်သက်ပြီးတော့ကြည့်ရင်စိတ်ပျက်စရာယာတီတစ်ခု ပေါ့နော်ကြုံခဲ့ရပြီးတဲ့နောက်မှာတိုက်စစ်အင်အားကိုထပ်ပြီးတော့ဖြည့်တင်းလို့နေတယ် ရက်စမန်ဝိုင်လန်ကိုလည်းအပြည့်သက်ဝေယဝင်းပါတဲ့အငှားတရာသည့်စာချုပ်နဲ့ခေါ်ယူဖို့လဲကျူးပန်းလာနိုင်ပွဲရှိတယ်ဆိုပြီးတော့ကျွန်တော်သိရတယ်ဆိုတော့အရင်ဆုံးတော့အင်တာမီလန်ရဲ့ဘက်ကဒီအငှားနဲ့အရင်ခေါ်ခြင်းတဲ့သဘောပါ အငှားစာချုပ်ပြီးပြီဆိုမှသူတို့အနေနဲ့အပြည့်အဝဝယ်ယူဖို့ကြိုးပမ်းမယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ဆိုတော့ Resmel Highland ကိုကျွန်တော်အင်တာကလိုချင်တယ်ဒီနေရာမှာ Resmel Highland နဲ့ပတ်သက်လို့ရှိရင်ကျွန်တော် Inter Milan မှမဟုတ်ဘူး ီတလီကလပ်တွေတော်တော်များများကသတင်းကျွန်တော်တို့ထွက်တယ်။နော်အီတလီကလပ်တွေတော်တော်များများကျွန်တော်တို့သတင်းထွက်တယ်။ဒါပေမဲ့လို့လက်ရှိသူ့ကိုအမှန်ကန်ခေါ်ယူဖို့နဲ့ပတ်သက်ပြီးတော့တကယ်ထိရောက်တဲ့ကလန့်မှုတွေလုပ်နေတဲ့ကလပ်တွေကျွန်တော်မတွေ့ရသေးဘူး။ဒီနေရာမှာဗျဟိုဒီတိုင်းပဲသတင်းတွေလွှင့်သလားပေါ့တကယ်ပဲလားဆိုတာနည်းနည်းတော့ပြောပါခက်တယ်။ဘာလို့လဲဆိုတော့စဉ်းစားကြည့်နော်အင်တာမီလန်လိုအသင်းမျိုးကကျွန်တော်တို့အနေနဲ့ဒီ ဖလားပြိုင်ပွဲတွေအားလုံးကိုဒုတိယနဲ့ပဲသူတို့ယာယီသိမ်းခဲ့ရတယ်။တော့အောင်မြင်မှုမရခဲ့ဘူးလို့ပြောရမှာပေါ့ဗျာ။နော်တကယ်ကောင်းတဲ့ယာယီတစ်ခုကြုံခဲ့ရတယ်။ဒါပေမဲ့အောင်မြင်မှုတော့မရခဲ့ဘူး။လက်တကန်းအလိုမှာပဲသူတို့လက်လွတ်လိုက်ရတယ်။ဆိုတော့သူတို့တိုက်စစ်ကိုအားဖြည့်ခြင်းနဲ့ဆိုတော့အင်တာမီလန်ဟာဘလို့ကစားမမျိုးတွေကိုအားဖြည့်မလဲ။အောင်မြင်မှုတွေနဲ့ပူပြီးတော့နီးကက်လာအောင်လှုပ်ပေးနိုင်မဲ့ကစားမတွေကိုပဲအားဖြည့်မှာ။ပြီးရက်စမတ်ကိုခေါ်လို့မင်းကောင်းလာမှာမဟုတ်တာ။လက်ရှိပုံစံရဆိုရင်ပြောတာရှင်းရှင်းလေးရဗျာ။နော်ရက်စမတ်ဟွိုင်းလန်ကိုခေါ်လို့အင်တာမီလန်ဟာ Champions League Final မှာပို့ပြီးတော့ကောင်းလာခဲ့တဲ့အသင်မျိုးဖြစ်သွားမှာမဟုတ်ဘူး။ဒါကြောင့်ဘောနတိုက်စစ်ကိုအားပြင်းနေဆိုတဲ့နေရာမှာလည်း Inter Milan အသင်လိုအသင်မျိုးမှာ Lautaro Martinez တို့ Marcus Thuram တို့ကစားမတွေရှိနေပြီးသားရှိနေပြီးသားသူတို့ Marcus Thuram ထက်လည်း Rasmus ဟာပိုကောင်းတဲ့ကစားမဟုတ်မနေဘူး။ Lautaro Martinez ထက်လည်းပိုကောင်းတဲ့ကစားမဟုတ်မနေဘူး။ကျော인တာကဘာကိစ္စနဲ့မြန်လက်ရှိကစားမတွေတဲ့ပူကောင်းတဲ့သူမဟုတ်တဲ့သူကို ဒီတယ်မလားနော်ကျွန်တော်စိတ်ပျက်စရာယာစီတခုကြုံခဲ့ရအပြီးမှာအားဖြည့်ဖို့အတွက်အမှန်ကန်ဦးစားပေးပြစ်မဲ့ဖြစ်ကျွန်တော်ကြိုးပမ်းမလဲအကယ်လို့ခေါ်ရင်တော့ကောင်းတာပေါ့ကောင်းတာပေါ့နော်မင်းငါတို့ကငွေလိုနေတာမင်းခေါ်ကြိုက်တဲ့လူကိုခေါ်ဟုတ်တယ်မလားနော်ခေါ်ပြီးရင်ငါတို့ကပြန်အစားထိုးမယ်ဒါဒါပဲကျွန်တော်ကြိုးပမ်းနေတာအခု Resmus Solution လည်းပဲဒီတိုင်းပဲ Manchester United က Resmus ကိုရောင်းပြီးတော့ပူကောင်းတဲ့စာမတယောက်နဲ့ကျွန်တော်ပြန်အစားထိုးကြည့်နေတာအကယ်လို့ Inter လိုချင်တဲ့ပတ်ဆိုခေါ်ပြဿနာမရှိဘူးကောင်းတော့ကောင်းသေးတယ်ဒါပေမဲ့လို့ပဲနည်းနည်း logic ကြကြစဉ်းစားကြည့်တာပေါ့ဗျာဒီလား လို့နော်ဟိုဘာကိစ္စနဲ့မြခေါ်ခြင်းမလဲဗျာကျွန်တော်ပြောခြင်းတာလေဟိုအအရင်လူစင်းအတွက်ပါလို့ပြောနေရအောင်ကလေသူတို့မှာကတယ်ရီမီတို့လိုကစားမားတွေပါရှိတယ်နော်တယ်ရီမီတို့လိုကစားမားတွေရှိတယ်မာကတ်စတူဒင့်ရှိတယ်ကျွန်တော်လည်းရှိဒေါ်တာရိုမာရီနဲ့ရှိတယ်ဘာကိစ္စနဲ့ရက်စမတ်ကိုလူခြင်းမလဲဒီတော့ထားပါတော့နာပိုလီရဲ့ဘက်ကလူခြင်းနဲ့နော်တခြားကျွန်တော်တခြားအသင်းရဲ့ဘက်ကလူခြင်းနဲ့အိုကေထားအောင်တော့ဒိုင်းမဲ့ဗျာအင်တာမီလန်မှာတိုက်စစ်၃ရောင်းလောက်ထိကျွန်တော်ရှိနေတာ physicality ရလည်း လက်ရှိ Resmus တပူကောင်းနေ။ရည်သွေးပိုင်းရလဲ Resmus တပူပြီးတော့ကောင်းနေ။ဒါတော့သူတို့တိုက်စင်မှာလေးအောင်ကြီးသူတို့ဘလို့လုပ်ပြီးတော့ဟာဖြစ်မလဲ။နော်တကယ်ကောင်းတဲ့ကစားမားကြီးပဲဆိုရင်ထားအောင်တော့ဗျာ။ဒါကြောင့်ဗောနော Inter အနေနဲ့သူတို့ Resmus White Land ကိုအားဖြည့်လိုက်လို့ပူပြီးတော့ကောင်းလာမယ့်အသည့်မျိုးကျွန်တော်မဟုတ်နေဘူး။ Resmus တဲ့ပူကောင်းတဲ့ကစားမားကိုပဲသူတို့ခေါ်ကြိုးပမ်းမှာ။ဒါကြောင့် Resmus White Land နဲ့ Inter Milan ရဲ့ဂျားတွေကတည်င်းတွေကနည်းနည်းတော့တန်တရားရှိဖို့ကောင်းတာဗျာ။ ကိုတင်းဘက်ကလည်းတိုက်စစ်မှုလိုနေတာရဲ့ resmas ကိုရောင်းချခြင်းနေတာရင်းနဲ့ပေါ့နော်တရင်နေထွက်လာတာလည်းဖြစ်ကောင်းဖြစ်မှာပေါ့လေဒါဆိုလည်းပဲ entire ဘက်ကအမှန်ကန်ခေါ်မယ်ဆိုလို့ရှိရင်တော့သူတို့တင်းရောက်မှကောင်းရင်လည်းကောင်းသွားမှာပေါ့ဗျာအတန်တနာမှာသူကောင်းခဲ့တယ်လို့ပေါ့ဟုတ်တယ်မလားနော်ကိုတင်းမှာကကစားမားတိုင်းကဆုတ်ပြက်နေတာသူများတင်းနေရောက်လို့ရှိရင်ကောင်းနေရပါမလားဆိုတော့သူများတင်းရောက်သွားမှာပို့ပြီးတော့ကောင်းကျင်လည်းကောင်းသွားမှာပေါ့လေဘယ်သူပြောလို့ရမလဲတက်အပ်တော်လीနော်ဆိုတော့ဆောင်းတော့ကျွန်တော်ကြည့်ရပါမယ်ဒါပေမဲ့လို့တေးကြတာတစ်ခုကတော့ ရက်စမာဝိုင်လန်ကိုအင်တာမီလန်ခေါ်ဝကျူးပန်းနာတွေကအတိုင်းတာတစ်ခုတည်းတော့ကျွန်တော်သာစောင့်ကြည့်တင်သေးတယ်လို့ကျွန်တော်ထင်တယ်။ရဲကြီးမှာရည်ရည်ပြတ်ပေါ့နော်ကျွန်တော်သာပြောလို့ရတာမျိုးကျွန်တော်မရှိသေးဘူး။ဒီကြတာတစ်ခုကတော့ဝိုင်လန်ကိုလူကျင်တဲ့အသင်းရှိတွေပူကောင်းနေပဲကိုရီးယားလက်လွတ်ချင်နေတာဆိုတော့နော်ညီကတို့နေနေရောဘလူးမင်းညလည်းရက်စမာဝိုင်လန်တို့ဘာလို့နဲ့ပတ်သက်ပြီးတော့ကျွန်တော်အင်တာမီလန်တို့ကအမှန်ကန်ခေါ်ဖို့ကျူးပန်းလာမှာကိုညီကတို့မြင်ကြလား။နော်တကယ်ကျူးပန်းလာလိမ့်မယ်လို့ကျွန်တော်ထင်ကြတာနော်။ဆွေးနွေးကြပါဦး။ အဲနောက်တစ်ခုကတော့ကျွန်တော်တို့ဒါ Mitrovic နဲ့ပတ်သက်တဲ့သတင်းပေါ့လေနော် Manchester United တင်ရဲ့ဘက်က Victor Gyokeres ကိုကျွန်တော်အမှန်ကန်ခေါ်ဖို့အတွက်လုံးဝဦးစားပေးပြစ်မှတ်အဖြစ်ကျွန်တော်သတ်မှတ်ထားပေမဲ့လည်းလို့ပေါ့နော် Mitrovic ကိုခေါ်ယူဖို့လည်းစဉ်းစားလာကြောင်းသိရတယ်ဆိုပြီးတော့ Gigos Ban ကနေပြီးတော့ကျွန်တော် report လုပ်ထားတယ်ဒါအပြင်ကျွန်တော်တို့ဒီ Manchester United အပြင်ကိုပဲပေါ့နော် West Ham နဲ့ Everton တို့ရဲ့ဘက်ကလည်း ဒီကစားမဖြစ်သူကိုခေါ်ဖို့အတွက်စိတ်ဝင်စားနေတယ်လို့အဟီလာရဲ့ဘက်ကတော့မီထရိုဘစ်ကိုပေါင်တန်း40နဲ့ခေါ်ယူနိုင်မှာဖြစ်တယ်လို့ပြောထားတယ်ဆိုပြီးတော့ Talksport တို့နော်ကျွန်တော် Gcos Band တို့က report လုပ်ထားတယ်ဆိုတော့အသင်းဘက်ကဒီအပြောင်းရွှေ့တာအမှန်ကန်ကျူးပန်းမယ်ဆိုရင်တော်တော်ကိုကြီးစရာကောင်းတဲ့နော်အသင်းတသင်းဖြစ်လူများကမြင်ကြတော့မှာသိလားနော်တော်တော်ကိုကြီးစရာကောင်းတဲ့အသင်းတသင်းဖြစ်မြင်ကြတော့မှာ နော်ဟိုသူတော့ပြောရလို့ရှိရင်တော့ဗျလက်ရှိ sorry မှာတော့သူကစုပ်ပြတ်တက်နေတဲ့ပုံစံမျိုးတော့မဟုတ်ပါဘူးနော် metro page ကထပါတော့သူဒီ sorry မှာဆိုလို့ရှိရင် sorry pro league မှာသူဒီရာဒီ23ဘွဲကစားထားရတယ်ပေါ့နော်23ဘွဲကစားထားရတယ်19ကိုတွင်ထားရတယ်နှစ်ကိုဖန်တီးထားရတယ်ပေါ့ဒါဒါ data ပေါ့နော်ဒါပေမဲ့လို့ဒီကစားမကအသက်30ရှိပြီဗျဒီလားနော်အသက်30ရှိပြီ full land မှာကစားဘူးတယ်မိမမင်းအဲဟီလာမှာဘလောက်အချိန်ကြီးကောင်းပါတယ်ပြောပြောဖူလန်ကနေပြီးတော့ရောင်းခံရတယ်ဆိုတော့ကစားမတယောက်က င့်ပြကျွန်တော်တို့အနေနဲ့ဒီတက်ပူကောင်းတဲ့အတင်းတင်းတင်းဖြစ်ဖို့ငါတို့ကြိုးပမ်းနေတယ်ဟေ့လို့သာပြောတာပူကောင်းကျင်ပူကောင်းတဲ့ကစားမားတွေကိုကျွန်တော်ခေါ်မရမှာပဲဟုတ်တယ်မလားဒီကောင်ဘယ်လိုပြောမလဲဒီဖူလန်ရဲ့ဘက်ကတော့ဗျာဟိုကောင်တွေကဈေးအကြီးပေးခေါ်တာပေါ့နော်ယူရိုတန်90ကျော်လားမသိဘူးဒီကောင်ပေးခေါ်တာအဲ့ဒီလုံကအဲ့ဒီလုံကဆိုလို့ဒီကောင် market value ကဘာမှမရှိဘူးယူရိုတန်30တောင်မပြည့်ဘူးဗျာအဲ့ဒီချိန်မှာကိုပဲအဲဟေလာကယူရိုတန်90ကျော်ပေးခေါ်တာတန်90ကျော်ပေးခေါ်တာဆိုတော့အခုလက်ရှိသူတို့ရောင်းဖို့ကျွန်တော်လုပ်နေပြီ เนาะฟูลန်ကနေပြီးတော့သူ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 ထွက်လာတာပြောချင်တာကဒီကစားမကသူ့ဟာနေသူတော့အချီနေကဟုတ်တယ်လို့ဖြစ်ပါသေးတယ်ဒါပေမဲ့လို့ value တွေကကျွန်တော်ကျသွားပြီဒီကွက်တန်ကြီးသူယူရိုတန်20တောင်မပြည့်တော့ဘူး2026ခုနှစ်မှာသူ air hela နဲ့စာရုပ်တန်ကုန်မယ်သူတော့အဆင်မပြေတော့ဘူး united ကဘယ်လိုပြောမလဲပြအဲ့လောက်ကြီးကြီးတော့ဗောနော်ကျွန်တော်အနေနဲ့ဟိုအလုတ်လုတ်တာတွေကညံ့မနေသင့်ဘူးလို့ကျွန်တော်ထင်တယ်အာ zigzag ကိုကြည့်ပါဦး white line ကိုကြည့်ပါဦးသိတယ်မလားနော်ဒီကောင်းနေရှင်ရင်တော့ အဲပိုကောင်းတဲ့အဖြစ်ခွင့်ပြုပဲနေလိုက်တော့မေသူများအသင်းနေဘလို့လှုပ်လှုပ်နေတယ်လေအဲ့တော့သူများအသင်းနေဘလို့လှုပ်လှုပ်နေတယ်လေနော်ပြန်မခေါ်ဘူးဗျာတည်လာမလားအစင်မပြေလို့ပရီးမီးယားလိဂ်ကနေထွက်သွားတဲ့ဇာမာရီယာကိုကိုရီတင်းကပြန်ခေါ်ဖို့လုပ်တယ်မေဒိတ်ပဲကိုမရှိဘူးဒိတ်ပဲကိုမရှိဘူးဒီဇာမာကဘလို့ပြောမလဲတကယ်ပြောကဇာမာအနေနဲ့အမှန်ကန်အသင်းဘက်က ခေါ်ဖို့ကျူးပန်းနေဆိုလို့ရှိရင်အသင်းရဲ့ပလန်တွေကဘာမှမရှိဘူးလို့ချပြတယ်နေတူတူပဲတူတူပဲကျွန်တော်တို့မှာအခုဆိုလို့ရှိရင်ကျွန်တော်တို့ကြည့်ဗျာ ချီရိုအူဘီကျွန်တော်ရှိတယ်ဒီကောင်လေးရဲ့အနာဂတ်ဘယ်လိုဖြစ်လာမလဲချီရိုအူဘီရဲ့လာမယ့်ရာသီအတွက်ရိုးကဘာဖြစ်လာမလဲအရန်ကမှနေပြီးတော့ဖြည်းဖြည်းချင်းကစားကွင်းရတဲ့ကစားမတစ်ယောက်ဖြစ်လာမှာလားဒါမှမဟုတ်ဘူးဆိုလို့ရှိရင် first line နဲ့ player တစ်ယောက်ရှိမယ်နောက်ထပ် not second striker choice တစ်ယောက်ရှိမယ်အဲ့ဒါပြီးမှ၃ယောက်မြောက်တိုက်စစ်မှုဖြစ်ချီရိုကိုတွေးရမှာလားချီရိုရဲ့အနာဂတ်ဘယ်လိုဖြစ်လာမလဲပြီးရင်ရောကျွန်တော်တိုက်စစ်မှုတယောက်ခေါ်မယ်ဆိုလို့ရှိရင် white line နဲ့ zigzy တွေက၂ယောက်ကတယောက်ကိုလက်လွတ်မှာလားထားပါတော့ကျွန်တော်တင်ထွက်နေတဲ့ resmus ကိုလက်လွတ်မယ် zigzy ဒီ ် goal scoring striker မျိုးကျွန်တော်ဟုတ်မနေဘူးကျွန်တော်အကယ်လို့ကျွန်တော်အနေနဲ့ပေါ့နော်တိုက်စစ်မှုစစ်စစ်တယောက်ကိုခေါ်ဝင်ကျူးမဲ့တဲ့နေရာမှာ goal တွေတော့အာမခံချက်ရှိရှိနဲ့ twin နိုင်တယ်သူမှကျွန်တော်ရမှာတန်80တန်90တန်100တန်ကစားမားတွေကိုမပြောသေးဘူးနော်ဒါပေမဲ့လို့ goal တွေဒီ metro beach တို့ထက်တော့အမှန်ကန် twin နိုင်နေမှကျွန်တော်ရမှာ metro beach တို့ဘာလို့ကပြီးသွားပြီဗျာဒီလားဆိုတော့အသင်းအနေနဲ့ဒီလိုအပြောင်းရွှေ့တွေကကျွန်တော်အနေနဲ့ဒီ ion site တင်းနေတယ်မှာကျွန်တော် မပါတော့ဘူးနော် ion site တင်းနေတယ်မှာကျွန်တော်မပါတော့ဘူးဗျာ ဘလို့မှအဆင်ပြေမနေဘူး။ဒါမင်းဘောတော့တန်းတရာ plus mitrovic နဲ့မင်းတို့ကန့်လှန့်ရင်တော့ငါတို့ဗာလဲ bruno ကိုပေးမယ်ပေါ့။ဒါမျိုးသတင်းနေလဲကျွန်တော်ချောက်ပြောပြောကြတာပဲ။ပြောပြချင်တာအသင်းဟာဒီထက်ပိုပြီးတော့ရည်ရွယ်ချက်ကောင်းတဲ့လှုပ်ဆောင်ချက်တွေတော့ကျွန်တော်လုံမှရမယ်။သူများအသင်းတွေလို Champions League ဝင်ဝင်ရမနေဘူးလို့เนาะသူများအသင်းတွေလိုမျိုးပြည်မလားဗာလဲဒီဟိုငွေတွေပါလေအများကြီးတုံးနိုင်ရှိမနေဘူးဆိုပေမဲ့လေလို့ဗျာ။ဒီကစားမကိုခေါ်ဖို့အတွက်ကိုပဲအဲ့လေတန်း၄၀လောက်ကုန်မယ်ဆိုတာမျိုးကမြင်အတိတ်ပဲမှမရှိတာ နော်တန်း40လည်းမြေတိတ်ပြမှာမရှိတယ်ကျွန်တော်တန်း40နဲ့ဆိုလို့ရှိရင်နောက်ထပ်နည်းနည်းထပ်ဆိုက်ပြီးတော့အများကြီးပူကောင်းတယ်နှစ်လဲပူပြီးတော့သုံးလို့ရကြာကြာသုံးလို့ရတယ်ဆိုတဲ့ကစားမတွေဈေးကွက်ထဲမှာမင်းအများကြီးပဲဟုတ်တယ်မလားနော်အများကြီးပဲအဲ့တော့အသင်းညီနဲ့ဒီတက်ပူပြီးတော့တော့ကောင်းတဲ့ကစားမကိုတော့ကျွန်တော်တို့ခေါ်နိုင်မှကျွန်တော်ရမယ်မီထရိုဘစ်တူဘာလို့ဘက်ကိုလှည့်တဲ့အကြောင်းကိုကျွန်တော်မရှိဘူးနောက်တစ်ခုကတော့ဒီသတင်းကိုတင်လာတဲ့ကဂျီကော့စ်ဘန်ပေါ့နော်အမှန်တဲ့သတင်းလေးကျွန်တော်ရှိခွင့်ရှိမယ်ရှောက်တင်တဲ့သတင်းလေးရှိရင်ရှိမယ် ကစားမားတွေရဲ့အေဂျင့်တွေကပိုက်ဆံပေးပြီးလို့တင်ခိုင်းတဲ့တင်းတွေကိုတင်လာလဲကျွန်တော်ဖြစ်ရင်ဖြစ်မယ်။ဒါတွေကဇီးကွက်တမှာကျွန်တော်ဇာမှုကဖြစ်နေကြပဲ။ဆိုတော့အသင်းအနေနဲ့တရားတရကူကတော့မြင့်မြင့်တင်းထွက်တာပြဿနာမရှိဘူး။ဒါပေမဲ့ကိုယ်အသင်းဘက်ကတကယ်ဒီအပြောင်းရွှေ့ကိုကျွန်တော်အနေနဲ့အာယုံဆိုင်ပြီးတော့မကျူးပန်းဖို့ကျွန်တော်လိုတယ်။နော်မကျူးပန်းဖို့ကျွန်တော်လိုတယ်။ဆိုတော့အာမခံချက်ကွင်းသွင်းကိုအာမခံချက်ရှိတဲ့တိုက်စစ်မှုတယောက်ကျွန်တော်ရောက်လာမှရမယ်။အဲ့ဒါပြင်ဂျိုချူဝါ60ကိုကျွန်တော်က second choice ထားမှာဆိုလို့ရှိရင်ချီရူအူဘီရဲ့အနာဂတ်ကိုကျွန်တော်ထည့်စင်စားဖို့ကျွန်တော်လိုတယ် ကျွန်တော်တို့ကအာငေါကောင်လေးတွေငဲပါသေးတယ်လာမယ့်နှစ်ဒီမှာမင်းဘလောက်ပဲတုံတုံပြောကြပြီမယ်လို့ကျွန်တော်တို့အသင်းရင်းမဲ့အနာဂတ်မှာအဲ့လိုမျိုးနဲ့ကျွန်တော်တို့အချိန်ကြီးမရခဲ့တဲ့ကစားမတွေအများကြီးပဲကျွန်တော်တို့အသင်းမှာဆိုလို့ရှိရင်ထပါတော့အကယ်ဒမီကနေပြီးတော့ကစားမတွေအများကြီးထွက်တယ်သူတို့အတွက်အနာဂတ်မရှိတဲ့ကစားမတွေအများကြီးပဲအများကြီးပဲကျွန်တော်တို့နော်အဲကြောင့်ကျွန်တော်တို့တွေးကြည့်ရင်အသင်းမှာကလူငယ်ကစားမတွေရဲ့အခန်းကဏ္ဍလေးတွေထက်တွက်မှကျွန်တော်ရမယ်နော်မီဆိုဘီချ်တို့ဘာလို့လို့ကဏ္ဍတွေကိုကျွန်တော်ပြန်သွားဖို့ကျွန်တော်သင့်မနေဘူး တော့ဒီကြတာကတော့ကုညာပြီးသွားပြီးတဲ့နောက်ပိုင်းမှာအတင်းဘက်ကထက်ပြီးတော့တို့ဒီအပြောင်းရွှေ့သတင်းတွေကဟေးဝီကိုတို့သိတယ်မလားနော်။ဗာလဲ breaking news တွေတော့ရှိဖို့ကျွန်တော်မရှိတော့ပါဘူး။နော်ဆိုတော့ကျေးဇူးများဒီမှာလည်းမနေ့ပြန်လိုက်မှာကျွန်တော်ပြန်ပြီးတော့တွေ့ပါမယ်။အားလုံးကိုကျေးဇူးပါ။